မင်္ဂလာပါရှင်။နိုဝင်ဘာလ20ရက်နေ့ PPN ရဲ့ပြည်ဝင်ပြည်ပကတိများကိုတင်ဆက်ပေးသွားမှာဖြစ်ပါလေ။ညမျိုးနဲ့ကံကြီးကျွာကိုစစ်တပ်ကပုံကျက်တိုက်ခိုက်တာကြောင့်အရဲသားပြည်သူ9ဦးသေဆုံးပြီး15ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့သတင်းကိုသတင်းနောက်နိုင်ငံကပေးပို့လာတာဖြစ်ပြီးဥထုံးအားတင်ဆက်ပေးသွားမှာဖြစ်ပါလေ။မကွေးတိုင်းမြိုင်မြို့နယ်ကံကြီးကြီးရွာကိုစစ်ကောင်စီတပ်က Jet Fighter နဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့ ရဲတပ်ပြည်သူ9ဦးသေဆုံးပြီး15ဦးထဲမှနေထိခိုက်ဒဏ်ရာရရှိသွားတယ်လို့မြန်ဒေတာကန်တွေစီကသိရပါတယ်။ဒီကနေ့နိုဝင်ဘာလ20ရက်နေ့တကောင်ချိန်ည7နာရီကျော်မှာစစ်ကောင်စီတပ်ကမြန်မျိုးနယ်ကံကြီးကျေးရွာကိုလေကြောင်းကနေဘုံကျက်ချတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်3အပါဝင်လူကြီး2ဦးမှထိခိုက်ဒေဆုံးသွားရတာဖြစ်တယ်လို့အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းမြန်ရဲ့တာဝန်ရှိသူတို့က BBN ကိုပြောပါတယ်။ ဆန္ဒနာရင်းနဲ့ဆက်တမင်းလောက်အချိန်မှာဖိုက်တာနဲ့လာချတာပေါ့ဒီမိထီလာရှန်တဲ့တက်တာလို့တော့သိရတယ်ဖိုက်တာနဲ့လာချပြီးပေါင်ပေါင်းချတာပေါ့အဲ့ဒီမှာじゃအဲကျွန်တော်ပြည်သူတွေကလည်းအိမ်မောကြနေတဲ့အချိန်ဖြစ်တဲ့အတွက်အဲ့မှာသေတဲ့သူတွေကလည်းများတယ်ပေါ့အဲနောက်ထပ်အသက်အန္တရာယ်စုဝေးရတဲ့သူတွေလည်း၄၅၆ရောက်ရှိတယ်လို့သိရတယ်ဗျအဲထိခိုက်တန်ရာရတဲ့သူလည်း၃၅ဦးရှိတယ်အင်းကလည်း အဲတော်တော်ကိုအဲဆူရွားဆိုတာပြည့်စည်တော့တာ15လုံးထီရှိတယ်လို့အဲသိရပါတယ်ဗျစစ်ကောင်စီတက်ရဲ့ဘုံကျချတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသွားကြသူတွေကိုတက်ဆိုင်ရာဖွဲ့စည်းတွေကစေကူတမှုခံယူဖို့အတွက်တက်ဆိုင်ရာစေယုံတွေကိုပို့ဆောင်ထားရတယ်လို့လည်းသိရပါတယ်စစ်ကောင်စီတက်ဟာမြန်မြုပ်နယ်တွင်းကိုပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ကတည်းက18ရက်နေ့ထိစစ်ကြောင်းထိုးမှုတွေပြုလုပ်နေပြီးရဲရွာတွေကရဲသားပြည်သူတွေကိုနေအိမ်25လုံးမီးရှို့ဖျက်ဆီးတာစစ်ကြောင်းထိုးစဉ်ကာလမှာရဲသားပြည်သူ3ဦးကိုတက်ဖြတ်ခဲ့တာတွေရှိတယ်လို့လည်းသိရပါတယ် အလားတူပေါင်းမြူနယ်တွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမှုတွေရှိနေပြီးတော့နိုဝင်ဘာလ၁ရက်နေ့ကနေဒီကနေ့အချိန်ထိနေအိမ်စုစုပေါင်းရာဂဏန်းတဲ့မင်းဲကိုမိရှုဖြက်စီးခဲ့တာလည်းရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ဆိုပါစစ်ကြောင်းဟာပေါင်းမြူနယ်ကထမ်းပေါက်ကုန်းကျေးရွာတွင်းမှာပူးပေါင်းပြီးတော့ထိုင်ချနေရာယူထားတယ်လို့လည်းသိရပါတယ်။ဟုတ်ဒီသူကစစ်ကြောင်းထိုးတာကတော့ကျွန်တော်တို့မြိုင်နယ်ထဲမှာတော့အဲအခုလအဲ၃ရက်နေကြတဲ့အစထိုးတာပေါ့ဗျာ၃ရက်နေကြတဲ့အစထိုးပြီးတော့ကျွန်တော်တို့ဒီ 18ရက်နေ့ထီအောင်နေသွားတယ်ပေါ့18ရက်နေ့ထီအောင်သူကဒီဂျီဝါနီတိုအိုက်ဒီတော်ဒီတဲ့ဟိုအကုန်ဖြတ်ထိုးတယ်ပေါ့အဲအဲနားနားရမရှိအောင်သူအဲ3ရက်နေ့ကနေဒီ18ရက်နေ့ထီရတော့မြိုင်နယ်အတွန်းမြိုင်နယ်တောင်ကြားတချမ်းလုံးနေပါလှဲ့လေထိုးနေပြီးတော့18ရက်နေ့မှာတော့ပေါ့နယ်ဘက်ကူအဲကူသွားတယ်ဗျအဲ18ရက်နေ့မှာတော့ပေါ့နယ်ဘက်ကူထွက်သွားတယ်အဲပေါ့နယ်ဘက်ကူထွက်သွားတဲ့စစ်ကြောင်းကအဲမနေ့ကမနေ့ကပဲကျွန်တော်တို့ဟိုမှာပေါ့သွားတယ်ဗျပေါ့မြို့နယ်ကတပေါက်ကုန်း ကြီးရွာမှာသူတို့စစ်ကြောင်းနှစ်ခုပေါ့မြုံနေရှိတဲ့စစ်ကြောင်းနဲ့ဒီမြမြုံနေထိုးတဲ့စစ်ကြောင်းနဲ့အဲ့ဒီပေါ့ပြီးတော့မှအဲပေါ့မြုံနဲ့တပေါက်ကုန်းကြီးွာမှာအထိုင်ချနေတယ်လို့တော့သိရတယ်ဗျဒီကနေ့အဲလှုပ်ရှားမှုကတော့ကျွန်တော်တို့လည်းစုံစမ်းဆဲဖြစ်သေးတယ်ဗျခုရပိုင်းအတွင်းမှာစစ်ကောင်စီတပ်ဟာသူတို့စစ်ကြောင်းထိုးကြတဲ့မကွေးတိုင်းပေါ့မြုံနယ်အတွင်းကိုလေကြောင်းကနေဘုံဒီအလုံးကြီးတရာကျော်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်ကြမ်းမဲ့စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အော်တိုဘာလတလအတွင်းမှာနိုင်ငံနေရာအနှံ့ပေါင်းကိုလေကြောင်းတိုက်ခိုက်မှုပေါင်း250အကြိမ်ထိပြုလုပ်ထားပြီးအရက်သားတိုက်စုံးမှု 185ဦးရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနိုဝင်ဘာလအစောပိုင်းမှာထုတ်ပြန်ကြေညာထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ခလာရစက်တင်မှာတန်ရွေစစ်သည်ကိုကိုလင်းဟာတိုက်ပွဲအတွင်းသေဆုံးတာဆယ်လာနီဘာကြာမြင့်ခဲ့ပေမဲ့မိသားစုကိုထောက်ပံ့ခြင်းငွေ၄သိန်းခွဲသာပေးတယ်ဆိုတဲ့သတင်းကိုကွန်မင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံတရင်ခလာရစက်တင်မှာတန်ရွေစစ်သည်ကိုကိုလင်းတိုက်ပွဲအတွင်းသေဆုံးတာဆယ်လာနီဘာကြာမြင့်နေပြီဖြစ်ပေမဲ့ ယခုချိန်ထိကျန်ရစ်သူမိသားစုကိုတက်မှထောက်ပံ့ခြင်း၄သိန်းခွဲသာပေးပြီးအခြားပင်စင်ခံစား권ဘာတစ်ခုမှရရှိခြင်းမရှိဘူး၎င်းမိသားစုနဲ့နီးစပ်သူတရင်ရင်းမြစ်တွေထံမှသိရပါဗျ။ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလ18ရက်နေ့ကလေးကအဆိုပါစစ်တီကိုကိုလင်းဟာမကွေးတိုင်းဒေသအတွင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားကတိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။၎င်းတိတ်ဆုံးပြီးပြီးချင်းမိခင်တရင်ဖြစ်တဲ့ခလာယာ17မှာ တက်ရေးဘူကြီးဆိုသူက၎င်းရဲ့မိခင်ဖြစ်သူကိုဆက်သွဲကတိုက်ပွဲကြသွားကြောင်းအသိပေးပြီးထောက်ပံ့ချေ၄သိန်းခွဲပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်သေဆုံးသူအဆိုပါစစ်တီကိုကိုလင်းနဲ့ပတ်သက်ပြီးနောက်ဆက်တွဲပင်စင်အပါအခြားခံစား권တွေဘာတစ်ခုမှရရှိခြင်းမရှိသလိုစစ်တပ်မှထပ်မံဆက်သွဲလာခြင်းလည်းမရှိတာကြောင့်သေဆုံးပြီးဆဲလာနီပါကြာမြင့်သည့်အထိအဆိုပါ၄သိန်းခွဲပြတ်တာကျေနပ်နေရတယ်လို့သိရပါတယ်။ တိုက်ပွဲကြတာဆိုပြီးတော့တူတက်ကဆက်တွယ်ပြောဆိုတယ်ပြီးတော့ထောက်ပံ့ကြီးလေးတွေကအိမ်ကိုလမ်းပို့ပေးတယ်အဲ့နောက်ကဆက်ပြီးတော့ဘာတစ်ခုမှဆက်တွယ်လာရင်လည်းမရှိဘူးခံစားခွင့်နေပြင်ထင်နေရရင်လည်းမရှိပါဘူးဒီနေ့ထိပါပဲဒါအပြင်အဆိုပါစစ်တီကိုကိုလင်းဟာစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်စုဆောင်းခံရတဲ့တပ်သားမဟုတ်ပဲအဲ့ဒီဥပဒေမပြဋ္ဌာန်းခင်ကတည်းကမိမိဆန္ဒအလျောက်ဝင်ရောက်စစ်မှုထမ်းခဲ့တဲ့တန်လေးစစ်သားဖြစ်တယ်လို့လည်းသိရပါတယ်ဒါရင်မက ပြင်းလွင်မျိုးစစ်တက္ကသိုလ်မှအရာခံဖို့အဆင့်ရှိသူမြတ်တန်းဆိုသူကလည်းစစ်တက္ကသိုလ်အနောက်ရှိရွာတက်ကလေးကြီးရွာအတွင်းလူတက်မှုကျူးလွန်ခဲ့ပေမဲ့တပ်ဆိုင်ရာမှသုံးတရားပြစ်ပေးရေးယူခြင်းမရှိဘဲပြစ်ဒဏ်အဖြစ်ရှေ့တန်းကိုသာပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ယခုနှစ်အစောပိုင်းကာလအတွင်းရွာတက်ကလေးကြီးရွာမှာအဆိုပါအရာခံဘုံနဲ့ရွာခံအချို့ဖဲဝိုင်းအတွင်းစကားများရန်ဖြစ်ခဲ့ပြီးအရာခံဘုံမှရွာသားတစ်ယောက်ကိုအနည်းရှိထင်းထုံးပြည့် ရိုက်တက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီလိုလူသက်မှုကျွလွန်ပြီးတဲ့နောက်စစ်တပ်ကတော့အတွင်းမှာအရာရှိများကတိတ်ဆုံးသူမိသားစုကို နှစ်နာချီအဖြစ်ပတ်စံပေးပြီးအဆိုပါရာဂံမှုကိုတစုံတရာအေးအေးယူခြင်းမရှိဘဲအပြစ်ပေးရတဲ့အနေဖြင့်ရှမ်းမြောက်စစ်စင်ရေးကိုသာပို့ဆောင်ပေးခဲ့တယ်လို့တက်တွင်သတင်းရင်းမြစ်တဦးထံမှသိရပါဗါတယ်။ပြောင်းမှရင်ဖြစ်ပြီးတော့ရိုက်တက်လိုက်တာပေါ့နော်။ရွာသားအတန်းမီတည်သွားတယ်။ ပြီးရမယ်တူတက်ကရောက်လာပြီးတော့ရော်ကြီးတွေပြီးပြီးတော့ဖြည့်ရှင်းလိုက်တယ်ပြီးတော့သူ့ကိုလည်းဆမ်းမြောက်ဘက်ကရှေ့တန်းကိုပို့လိုက်တယ်ခုကပြန်တော့ရောက်နေပြီရာဒူးလည်းမရောက်ဘူးဆစ်တက်လည်းမရောက်ဘူးစစ်ကောင်စီတက်တွင်းယခုနောက်ပိုင်းပြည်သူစစ်မှုထမ်းစဉ်တပ်သားတွေတာမကတန်နေစစ်တီအချို့ပါတိုက်ပွဲအတွင်းကြာဆုံးမှုတွေရှိပေမဲ့အကြောင်းမျိုးမျိုးပြပြီးပင်စင်လာတာမပေးရမျိုးတွေရှိနေသလိုတစုံတရာ ပြစ်မှုကျူးလွန်ရင်လည်းအရင်ကလိုအပြစ်ပေးရေးယူတာမျိုးမပြုလုပ်တော့ဘဲ ရှေ့တန်းကိုသာပြစ်ဒဏ်အနေနဲ့ဆေးလွတ်တာမျိုးတွေပြုလုပ်နေတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပေါ့မြို့နယ်တောင်ပိုင်းရှိရောချောင်းဘေးကပြည်စောတိရွာကြီး၄ရွာအနက်၂ရွာကို ပေါ့တောင်ပိုင်းပကဖအဖွဲ့ကစင်းနေတိုင်ပိုင်းနိုင်ခဲ့ပြီးစကောင်စီတက်ဆွဲရနေရာတွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့နီးစက်တဲ့သတင်းရင်းမြစ်က PPN ကိုပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၁ရက်နေ့မှာပေါ့မြို့နယ်တောင်ပိုင်းရောချောင်းဘေးမှာပြည်စောတိ၄ရွာဖြစ်တဲ့ ဝင်ကျုံတစ်ချိုကုန်းပင်တောင်တက်ကုန်းရွာတွေမှာဝင်ကျုံနဲ့တစ်ချိုကုန်းရွာတို့ကိုတိမ်ပိုက်နိုင်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဆွဲရနေရာတွေကိုမီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီလက်ပါစေပြူရွာလေးရွာအနက်တိမ်ပိုက်နိုင်ခြင်းမရှိခဲ့တဲ့ကျန်းနှရွာကိုတော့စစ်ကောင်စီကလေကြောင်းမှတစ်နှစ်လုံးပြီးပါဗုံးချက်တိုက်ခဲ့ခဲ့တာကြောင့်တိမ်ပိုက်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ တည်ယူနိုင်ခြင်းမရှိခဲ့တဲ့ပင်တောင်ရွာနဲ့တက်ကုံရွာနှစ်ရွာဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများဆုံးတက်ဆွဲထားသလိုပေါင်မြို့ရဲ့အကြီးဆုံးပြူရွာတွေဖြစ်တယ်လို့လည်းသိရပါဗါးအဆိုပါဖြစ်စေအပြီးနှစ်ရက်အကြာမှာပေါင်မြို့နယ်တောင်ပိုင်းကိုစစ်ကြောင်း၃ကြောင်းအင်အား၃၀၀ခန့်နဲ့စစ်ကြောင်းထိုးလာပြီးလူသက်လူရက်ခိုးယူတာတွေအပြင်ရွာတွေကိုပါမီးရှို့နေတဲ့စစ်ကောင်စီစစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှာ 19ဦးသိဆုံးခဲ့တယ်လို့လက်နက်ခဲယမ်းတွေနဲ့တိုက်စီရရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မောတောင်မြို့အနီးပတ်ဝန်းကျင်ကြေးရွာမှာဒေသခံထောက်နှံချီအခုညီတွေလိုအပ်နေတယ်လို့စစ်ဘေးရှောက်ကူညီသူတွေကပြောပါတယ်။မောတောင်မြို့တိုင်းတိုက်ပွဲကြောင့်ဒေသခံ3000နီးပါးထွက်ပြေးတိတ်လျှောက်ခဲ့ရပြီး2000နီးပါးကထိုင်းမြန်မာနယ်စပ်ကိုတိတ်လျှောက်နေရသလို1000နီးပါးက တောတောင်ဥယျာဉ်ခြံတွေမှာတင်လျှောက်နေရတာပါအလားတူမောတောင်မြို့အနီးပတ်ဝန်းကျင်အမှတ်တကြီးရွာကနေအမှတ်ရှိကြီးရွာအထိဒေသခံတထောင်ကျော်ဟာလည်းထပ်ပြေးတင်လျှောက်နေရတယ်လို့စစ်ပေးလျှောက်ကူညီပေးသူအချို့ကပြောပါလေလရှိနေဆက်နဲ့တောတောင်ဥယျာဉ်ခြံတွေမှာတိတ်ရှောင်နေကြရတဲ့သူတွေကိုကုညီထောက်ပံ့ပေးလို့ရောက်နိုင်ခဲ့ပေမဲ့မောတောင်မျိုးကနေတနင်္လာရီမျိုးအသွားကျွရွာတွေဘက်မှစစ်ဘေးရှောင်တွေကိုကုညီထောက်ပံ့ပေးလို့မရနိုင်သေးဘူးလို့ဆိုပါတယ် စစ်ဘေးရှောင်နေကြသူတွေထဲမှာတက်ကြီးရွယ်အိုခလေးတငယ်နဲ့ကိုဝင်ဆောင်တွေလည်းပါဝင်နေပြီးသူတို့အတွက်ဆေးဝါးရိတ်ခါနဲ့နေထိုင်မှုအမိုးကာနဲ့အဝတ်ထန်တွေလိုအပ်နေတယ်လို့သူကဆက်ပြောပါတယ်။ထိုင်းမြန်မာနယ်စပ်ကုံတွယ်ရေးအတွက်အရေးပါတဲ့မောတောင်မြို့ကိုပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့မှာကရင်တော်လှန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ဘက်ကလေကြောင်းမှတဆင်ပြစ်ခတ်မှုတွေရှိခဲ့ပေမဲ့လုံခဲ့တဲ့နှစ်ရက်လောက်ကစပြီး ပြစ်ခတ်မှုတွေရည်ရွယ်သွားတယ်လို့ဒေတာခန်တချို့ကပြောပါတယ်။စိတ်အနာမသိခင်ကနှစ်စိတ်ကုံသွယ်မှု70တန်းနီးပါးရှိတယ်။မောတောင်20ကုံသွယ်ရေးစခန်းဟာတနင်္လာရီတိုင်းအတွင်းရှိထိုင်းမြန်မာ23ခုအနက်တစ်ခုဖြစ်ပါတယ်။လက်ရှိ KNU ပူပေါင်းတပ်တွေထိတ်ချုပ်ထားတဲ့မောတောင်မြို့ကိုပုံမှန်လက်ပတ်နိုင်ရင်စီစဉ်နေပေမဲ့အတိအကျကိုထုတ်ပြောခြင်းမရှိသေးသလိုဒေတာခန်တွေနေရက်ပြလာဖို့ကလည်းမဖြစ်နိုင်သေးဘူးလို့တုံသက်ပြောဆိုနေကြပါတယ်။ နိုဝင်ဘာလ20ရက်နေ့ PPN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကြည့်ရှုသူမိဘပြည်သူများရွှေလန်းချမ်းမြေ့ကြပါစေရှင်ကျမတူစားပါ